ားအလုံးမဲ့မင်္ဂလာပါခင်ဗျာ for you media channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေမိုးလေဝသနဲ့ဇလားဗီတာညွှန်ကြားမှုအစည်းအဝေးကဒီကနေ့2025ခုနှစ်စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခံမှတ်ချက်တွေကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာဒီကနေ့စက်တင်ဘာလ30ရက်နေ့အတွက်ထူးခြားမိုးလေဝသအနေနဲ့တိုင်ဖုန်းမုန်တိုင်းဘူလိုင်းမြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့အခြေအနေနဲ့တမှုမျိုးအနည်းလှောက်ခတ်သွားတဲ့မြင်းကလေးသတင်းတို့အပါအဝင်အခြားသောမိုးရေချန်နိုင်တဲ့အခြေအနေတွေကိုတင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသတွေကိုဖျက်ချော်နေတဲ့အပူပိုင်းမုန်တိုင်းဘူးလိုက်အခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်များအရလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းဘူးလိုက်ဟာယမန်နေ့ညပိုင်းမှာအပူပိုင်းမုန်တိုင်းငယ်အဖြစ်သို့အာရုံသွားခဲ့ပြီးအနောက်နောက်မြောက်ဘက်သို့ရွေ့လျားကာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများမှာလေပြင်းရနဲ့ဆဲဖြစ်အာရုံသွားခဲ့ပါတယ်။ဆိုပါလေဗီယာနဲ့ဆဲမြဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်ဆက်နှစ်နာရီအတွင်းလေဝင်လိုင်းအဖြစ်အာရော့သွားနိုင်တာ မြန်မာနိုင်ငံရှမ်းပြည်နယ်ကယားပြည်နယ်နေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့ကိုဆက်လက်ရွေးရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။နောက်၁၂နှစ်အတွင်းခန့်မှန်းချက်ကတော့အဆိုပါလေပြားနယ်ဆဲဟာအနောက်ဘက်သို့ရွေးရှားနိုင်ပြီးနောက်၁၂နှစ်အတွင်းလေဝေလိုင်းဖြင့်အာရော့သွားနိုင်ကမြန်မာနိုင်ငံရှမ်းပြည်နယ်ကယားပြည်နယ်နေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့ကိုဆက်လက်ရွေးရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်အနေနဲ့ကတော့အဆိုပါလေပြားနယ်ဆဲရဲ့အချိန်ကြောင့်ယနေ့နံနက်မှတရက်ဆယ်လ2025ရက်နေ့အတွင်း နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြမိုးထစ်ချုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာဒေသအလိုက်နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ် မြန်မာကန်ယုန်တဲ့တခြားနယ်ကန်လော်ပင်လယ်ပြင်တို့မှာရံဖတ်ရံခါမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအိကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြစ်မှာမြန်မာကန်ယုန်တဲ့တခြားနယ်ကန်လော်ပင်လယ်ပြင်တို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။ကြံပြုတ်ချက်အနေနဲ့ကတော့ဒေဗျာနဲ့ရံဝဲရဲ့အချိန်ကြောင့်မိုးသီးထန်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးကျုပ်ပစ်ခြင်းလျက်စီးလက်ခြင်းမိုးသီးကျခြင်းလျက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘောဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်တဲ့အတွက် ကွန်မြူနတီသားအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းကန်များအနီးတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးရေရှမ်းမှုကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကန်ဝန်တချောင်းနဲ့ကန်လွန်ပင်လယ်တို့မှာရှိတဲ့ကန်ဒီကန်ဝေးငါးဖန်းရေရေများတင်မောများအနေဖြင့်ကြိုတင်သတိပြုပါရန်အသိပေးနှိုးဆော်အပ်ပါရခင်ဗျာဆက်လက်ပြီးဒီကနေ့မနက်ပိုင်းမှာတမိုးမြို့နီလှုပ်ခတ်သွားတဲ့မြင်းကလင်းသတင်းကိုဖော်ပြပေးတော်မှာဖြစ်ပါရခင်ဗျာ2025ခုနှစ်စက်တဘာလ30ရက်နေ့မြမစံတော်ချိန်9:30မိနစ် ဆက်နက်စကန်အချိန်မှာတမူးမြို့ငလင်စခန်းမှအရှိတောင်မှ42မိုင်ခန့်အကွာမြန်မာနိုင်ငံပြည်တွင်းဖောင်းပြင်းမြို့ရဲ့အရှိတောင်မှ14မိုင်ခန့်အကွာမြောင်းလက်တီတို့24.13ဒီဂရီအရှိလောင်ကြီးတို့94.65ဒီဂရီအနက်65ကီလိုမီတာကိုဗဟိုပြုတ်ပြီး AR Raster Scale 4.9အဆင့်ရှိအင်အားအနည်းငယ်ရှိတဲ့မြေငလင်တစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါရယ် ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့မြေကြီးကြီးမှုအခြေအနေသတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ2025ခုနှစ်စက်တဘာလ30ရက်နေ့9နာရီချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထားချက်များအရစစ်တောင်းမြေဟာတောင်ငူမြို့မှာစိုးရင်ရမထက်သို့ပေဝက်ခန့်ကျော်လွန်နေပြီးနောက်တစ်ရက်အတွင်းပေဝက်ခန့်မြင့်တက်လာနိုင်ကရေးမြို့ရဲ့စိုးရင်ရမအထက်မှာဆက်လက်တည်ရှိနေနိုင်ပါတယ်။ယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်အရစစ်တောင်းမြေကြီးဟာမတောင်းမြို့မှာ ရင်းမြုံရဲ့စိုးရင်ရင်မအထက်သို့တပေကကြော်လွန်နေပြီးနောက်တစ်ရက်အတွင်းနှစ်လက်မကမြင့်တက်လာနိုင်ကရင်းမြုံရဲ့စိုးရင်ရင်မအထက်မှာဆက်လက်တည်ရှိနေနိုင်ပါတယ်။သို့ဖြစ်ပါ၍တောင်ကုန်းမြို့နယ်မတောင်းမြို့အနီးရှိမြေကမ်းနီးနဲ့မြေနေပိုင်းနေထိုင်သူများအနေဖြင့်ရေးပေးလိုရာနေရာများသို့ရှောင်ရှားနိုင်ရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာမြေကြီးနားမြေရာမနေ့ကညနေကနေ၁၂နာရီအတွင်းလေးလက်မကန်ထက်ကြသွားပါရမြေကြီးနားမြေရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့36.8ဒီဂရီဆယ်စီယပ်နဲ့ဒီကနေ့အနည်းဆုံးပူချိန်ကတော့19.3ဒီဂရီဆယ်စီယပ်ဖြစ်ပါရခင်ဗျာ မြေကြီးနားမြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်125စင်တီမီတာ28ပေကအလိုမှာရောက်ရှိနေပါတယ်။နောက်24နာရီမှ36နာရီအတွင်းမြေကြီးနားမြို့အရာရီမြေဟာပြန်လည်မြင့်တက်လာနိုင်ပါတယ်။မြေအတက်ကြပုံမှန်အနေထားကံမှာရှိနေပါမယ်။မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။အရာရီမြေအထက်ပိုင်းမှာမိုးအထင်းထင်းရှိနေပါမယ်။ရံဖန်ရံခါမြစ်ဆုံအထက်ပိုင်းမှာနေရာကွက်ရေမိုးသီးတန်းစာရွာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြာဆင်းနေရာမှာပြန်လည်တက်လာခြင်းအကြိမ်ကြိမ်ဖြစ်ပေါ်နေပါအောင်မယ်။စကားတိုင်းနေသားကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြန်မာပြည်မြောက်ပိုင်းစွန်းဒေသများနဲ့ AR မြစ်ထပ်ပိုင်းမေခနဲ့မလိခမြဝန်းဒေသများမှာမိုးဒေတောင်ဖြစ်ထုံးမှုအားအသင့်တင်ရှိနေပါတယ်။ AR မြေရိုးတစ်လျှောက်နဲ့ချင်းတွင်းမြေရိုးတစ်လျှောက်မြေကမ်းနီးမြေနေဒေသများနဲ့မြေနေကျိုးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူသည်များနဲ့ရေလုံသားများ AR မြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားသောက်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ချင်းတွင်းမြေရိုးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်။ခနေမြေရိုးမင်းကညနေကနေ12နာရီအတွင်းနှလမကန်ထက်ကြသွားပါတယ်။ မောင်ရမြင့်ဟာမနေ့ကညနေကနေ12နာရီအတွင်းရှစ်လက်မကန်ထက်ကြသွားပါတယ်။ချင်းမင်းရဲ့အထွက်ပိုင်းမှာလက်တလောမိုးဟာအနည်းငယ်မှအသင့်တင့်ရှိနေပါယနေ့ညပိုင်းမှာစတင်ရင်နောက်3ရက်ခန့်အထိချင်းမင်းအထက်ပိုင်းဒေသတွေမှာမိုးဟာကောင်းလာနိုင်တဲ့အတွက်ယခုရက်ပိုင်းတွင်ချင်းမင်းမျိုးတခြားမျိုးများအားလုံးမှာအတက်ဖက်သို့ဥတည်နေအောင်မှာဖြစ်ပါတယ်။ချင်းတွင်းမြေအတက်ကြပုံမှန်နေထားကံမှာရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်းနေမြေကဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါတယ်။နောက်24နာရီအတွင်းပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ုံးလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်းကဏီမုံရွာတို့ရဲ့မြေကြီးတွေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ဆက်လက်ပြီးရာရီမြေအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာပမော်ရွှေကူကတာထိကြိုင်တပိတ်ချင်းမန္တလေးစကိုင်းမြင်းမူပခုတ်ကူမြေကြီးတို့ဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ညောင်ဦးချောင်းမင်းဘူးမကွေးအောင်လံပြည်စိတ်သာဟင်္ဒရာဇလုံးမြေကြီးတို့ကလည်းဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ ARD မြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ ဆက်လက်ပြီးမိုးလေဝသနဲ့ဇလဝေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးပါမယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသစ်တင်ရှိနေပါမယ်။ယနေ့ညထိခံမှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တို့မှာနေရာကျဲကျဲချင်းပြည်နယ်၊ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနံပြမိုးထစ်ချုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးတို့မှာဒေသအလိုက်နဲ့ ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရာရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မုံပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရံရာနှုန်းမြေဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြမိုးထစ်ချုံရွာပါမယ်။မန္တလေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ ဟောင်းမလင်းမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လိုက်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဖယံမြို့မှာမိုးထစ်ချိန်နေချိန်ထစ်ချုံရွာပါမယ်။အာခါမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မော်လမြိုင်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လားရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးတချိန်နေချိန်ထစ်ချုံရွာပါမယ်။ ကျိုင်းတုံမြို့မှာမိုးတကြိမ်ကြိမ်ထစ်ကျုံရွာပါမယ်ခင်ဗျာ မိုးတိုင်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိုင်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိုင်တောင်များရွေးချယ်ရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ကျုံခြင်းမိုးကြိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာ။ နောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရာတွင်တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကင်းပြည်နယ်၊မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပူလာပါမယ်။နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်ညနေထိခံမှန်းချက်ကတော့မိုးအသစ်တင်ထချုံရွာပါမယ်။ရွာရံရနှောင်းပြည့်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတော်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးတိုင်တိုင်ထချုံရွာပါမယ်။ရွာရံရနှောင်းပြည့်ဖြစ်ပါတယ်။ ။မန္တလေးမြို့နယ်နီးတွိုက်တွဲရနေ့ညနေအထိခံမှန်းချက်ကတော့မိုးထစ်ခြင်းနေ့ချင်းထစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်။မြမပြည်လေပြည်မှာမြဝချုံမောင်မုံတမကွေမုံတနင်းနိုင်ကန်ရန်တလျှောက်နဲ့ကဲလွန်ပင်လယ်ပြင်တို့မှာရံဖန်ရံကမိုးတက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးတက်လေပြင်းကြစဉ်မြေပြင်လေပြင်းရေဟာတနအီကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြစ်မှာမြဝချုံမောင်မုံတမကွေမုံတနင်းနိုင်ကန်ရန်တလျှောက်နဲ့ကဲလွန်ပင်လယ်ပြင်တို့မှာဆယ်ပေမှ12ပေခန့်ရှိနိုင်ပါတယ်။ကြံမြမပင်လယ်ပြင်မှာလှိုင်းတင့်တင့်မှာလှိုင်းကြည့်နိုင်ပါမယ်။ မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းလေဟာတနအီကို25မိုင်မှမိုင်30ထိတိုက်ခိုက်နိုင်ပါတယ်။လိုင်းမြေမှာရခိုင်ကမ်းရိုးတန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှာဆယ်ပေခန့်ရှိနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြရတဲ့ပရိသတ်များအားလုံးကိုစိတ်နှဖျားချမ်းသာရှင်လန်းကြပါစေခင်ဗျာ။ကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ။